မြန်မာနဝ Channel ကိုအစစ်တစိုက်အားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Channel လေးကနေပရလောကနဲ့ဂမ ्या ဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးသူမြူကိုလင်ကရေးသားထားတဲ့မဟာဒေဝနဲ့ဆုံးမမိသားစုဇလာလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ရတိကြီးကတောတောင်တွေကိုဖြတ်လို့ လူငယ်လေးအလားအရှိအနေပေါ်ပါတက်လက်စွာနဲ့သွားလို့တော့မဟာဒီဝလည်းနောက်ကနေလိုက်လာခဲ့ပါတယ်။မနေ့ဆယ်နိုင်လောက်ဆန်ကြောင်ကလေးတစ်ချောင်းအနီးမှာယသိကြီးကနားနေတာကြောင့်မဟာဒီဝလည်းနားခွင့်ရလိမ့်တယ်။ယသိကြီးကသူ့ရဲ့အတွင်းထဲကငပြောသည့်တလုံးကိုထုတ်လို့စားတယ်လို့မဟာဒီဝကိုလည်းတလုံးပေးလို့အိတ်ရှုံလေးတစ်ခုထုတ်ကလဝါပြန်ခိုင်းပြီးလဝါအတွင်းလောင်းချလိုက်တော့ငွေရောင်လက်နေတဲ့အမှုန်လူတွေလက်တွေကျလာခဲ့တယ်။ငပြောသည့်ကိုဒါနဲ့တုတ်ပြီးစားတကား ဒါကဘာမှုနေလဲဘာရသိအကီးရအောင်သွားတဲ့ဓလုံးကရတဲ့ပြဓာပြတွေပဲဖွောင်တဲ့သူတယောက်လှူခဲ့တာဘလို့အစွမ်းနေရှိလဲဘာရသိတိခွေရရဲ့တိပြရစီတနေ့တာအာဟာရတိတ်တိပြီးတယ်အဲ့ရတူပွားပြီးအမောခံနိုင်တယ်စားပါမဟာဒေဝဟာပြဓာပြနဲ့ငပြိုးသီးကိုတုတ်စားတော့ဝမ်းမရွတွေရောက်သွားတဲ့အချိန်အေးမြလို့ခေါင်းကရှိလိမ့်မည် မျိုးလုံးကလည်းကြည်လင်ကကိုလက်တွေပေါ်ပါသွားလက်တို့လို့ခါစားလိုက်ရပါတယ်။ရတိကြီးအတွက်ရေခတ်ပေးရတဲ့သူတောက်ဖို့အတွက်နှစ်တောင်ခန့်အကျဉ်စံချောင်းလေးအနီးကိုရှောက်သွားလိုက်တယ်။မာဒီဝကရေကိုလဝိုင်းတစ်ဖက်ပူးလို့ခတ်ကတောက်ဖို့လုပ်တော့မတောက်နဲ့တကားဒီရေမတောက်။ရေကကြည်စိမ့်နေတာတတ်မှာလေဘာရတိ။အဲ့ဒါပြောနေတာမဟုတ်ဘူး။ဒီရေကိုညနှောင်းအောင်လုပ်နေသူရှိတယ်။ဟင်ရတိကြီးရဲ့ပြောစကားကထူးဆန်းနေတာမို့ မဟာဒေဝအံ့ဩသွားခဲ့တယ်။ရီယိုဘသူကညံ့ရအောင်လုပ်နေရလဲဖေ။ဘာပဲကြုံလာကြုံလာဒေါသကိုရှေ့မထားပါနဲ့။မဟာဒေဝရဲ့အမေရောယသိကြီးရမဖြစ်ပဲဒေါသရှေ့မထားဖို့သာပြောလာတယ်။စာကြောင်ကလေးရေးစည်းကြရာနေရအတိုင်းအပေါ်ဆန်တက်လာတဲ့အချိန်အုံမိုင်းနေသောရာသီဥရုကတိမ်မဲတွေကောင်းငင်ပေါ်မှာတက်လာပြီးပဝေးချိန်ကမဲမောင်သွားခဲ့တယ်။ရာသီဥရုကမကြခင်မိုးရွာတော့မဲ့အလာပြောင်းလဲသွားခဲ့တယ်။ ယတိနဲ့မဟာဒီဝါဆန်းချောင်းဘေးကနေလျှောက်လာရင်နိုင်ဝက်ကဲကြမှာတော့ဆန်းချောင်းဘေးကန်းဆက်တနေရာမှာဝါနဲ့ဆုတ်ထားတဲ့အိမ်အိမ်ကိုတွေ့ရပါတယ်။ယေတန်နဲ့အတူတူမင်းကလေးတတရဲ့စကားပြောတဲ့တွေကြောင့်မဟာဒီဝါလှမ်းကြည့်လိုက်တဲ့အခါမင်းကလေးသုံးယောက်ကဆန်းချောင်းစတီစီစီရရေအညီအတွေ့ရေချိုးနေကြရကထမင်းရေရှားနဲ့ကမ်းမော်တက်လာခဲ့ကြတယ်။ယေဆုထမင်းကသူတို့ရဲ့အသားမှာကတ်လို့အမိုးမအရှက်အဟိုက်တွေကအတိုင်းသားပေါ်လွင်နေတယ်။ ယတိကြီးကခေါင်းကိုယက်နေတော့မဟာဒီဝလည်းမင်းကလေးတွေကိုတစ်ချက်ကြည့်ရင်မျက်နှာလွှဲလိုက်တယ်။သူတို့သုံးယောက်တည်းသာရှိတယ်လို့ထင်ပြီးတယောက်ကိုတယောက်စာနာကိုပျော်မျိုးနေတဲ့မင်းကလေးတွေကမဟာဒီဝနဲ့ယတိကြီးကိုမြင်တဲ့အခါရှက်ရော့သွားကြဟန်နဲ့မြင်နေရတဲ့အိမ်ဘက်ကိုပြေးသွားပြီးအိမ်မော်တက်သွားကြတာကိုတွေ့လိုက်ရပါတယ်။ယတိကြီးနဲ့မဟာဒီဝရောက်လာကြရင်အိမ်နောက်ရောက်တဲ့အခါမှာတော့အသက်80အရွယ်ဇမွင်ဖူးဖူးပယင်းနေတုံးလို့သွားတယ်ကျူးနေပြီး ပါနဖက်ကချက်ဝင်တွေကရှစ်သွားနှချောင်းငေါထွက်နေတဲ့ခါကောင်းကောင်းအဖွားကြီးတယောက်အိမ်မောင်ကနေဆင်းလို့ရှောက်လာတယ်။ယတိကြီးနဲ့ဖိုးသူတော်လေးတို့ပါလား။ဘယ်ရက်ကလာလို့ဘယ်ဟောသွားကြမှာလဲ။မိုးကလည်းအချိန်ကမဟုတ်ရွာပင်နဲ့တူတယ်။အိမ်မောင်တက်ရင်မိုးကိုကြပါအောင်လား။ပြီးမှလိုရခီးဆက်ကြပါ။ရပါတယ်ဒီကမှကြီး။ဒီနောက်မှာတေးကုံမဲနေရာရှာပြီးမိုးကိုလိုက်ပါမယ်။အိမ်မကပူပီးလုံးချုံမာတယ်ဖျား။ ဖြစ်နိုင်အိမ်မှာပဲတဲစီချင်ပါတယ်ရတယ်ဒီကကြီးရသိကြီးတို့အစ်စ်ပြေးတယ်အဲ့ဒီမှာပဲသွားတဲလိုက်မယ်ရသိကြီးရဲ့ဆန်းနာပါဒီနားမှာကြောက်လိုက်ကိုတခုတော့ရှိတယ်ဟိုးတောင်ကြီးအောက်ခြေမှာဂူပေါက်ရှိပါတယ်စွန်တွက်တော့တပည့်တော်လောက်ဖို့ပြပါမယ်အဖေါ်အိုကရသိကြီးကိုအိမ်မှာတဲဖို့ပြောတော့ရသိကြီးကညှဉ်းဆန်တဲ့အတွက်တဲခုရဲ့နေရာကိုညှို့ပြပြီးစွန်းလာပို့ရပြောကမြေကြီးပေါ်ဒူးထောက်ထိုင်ကရှ िख ိုးကြော့လီတယ် ယတိကြီးကကရော့ခံပြီးဆက်လက်ထွက်ခွာပါတော့မဟာဒီဝလည်းနောက်ကနေလိုက်ပါလာခဲ့တယ်။အဖွားကိုညှို့ပြတဲ့တောင်ကြီးရဲ့အောက်ခြေမှာလှန်ကူငယ်တစ်ခုအလွယ်တကူရှာတွေ့တာကြောင့်အတွင်းထဲကိုဝင်ခဲ့ကြပါတယ်။လှန်ကူငယ်တစ်ခုဖြစ်ပြီးအတွင်းထဲမှာလင်ငွေလေးထွက်ကောင်းမွန်နေတယ်။ကြောက်နေရကရေစီးကျနေပြီးအောက်မှာအိုက်ထိုးနေတဲ့ရေအိုင်ငယ်တစ်ခုလည်းရှိနေပြန်တယ်။အလင်းရောင်အားနေတာကလွဲလို့အားလုံးအဆင်ပြေတယ်။မဟာဒီဝကတိတ်ကောင်းတွေခုတ်ပြီးတပြည့်စီအဖြစ်အသုံးပြုတာ ကိုတေလှဲချင်းတက်ရှိရေးလုံးလိုက်တယ်။ထင်းကျောက်တွေလည်းအနည်းပဝေးချင်းကရသမျှရှာဖွေစုဆောင်ပြီးတော့ဂူထဲကိုသွင်းကမီးပူလိုက်လေတယ်။ရွာမလုံးဟန်ကြီးပြနေတဲ့မူကတော့အခုထိမရွာနိုင်သေးပဲရှိနေတယ်။ဂူပဝါကလူရိပ်တွေ့လို့မဟာဒီဝလှမ်းကြည့်လိုက်တော့မင်းကလေး၃ယောက်ကိုတွေ့ရတယ်။ရတိကြီးကိုဆုံးကပ်ဖို့ရောက်လာကြတာပါရှင့်။အော်အေးလာကြအထင်းဝင်ကြ။မင်းကလေးတယောက်ကလှမ်းပြောလာတဲ့စကားကြောင့် မဟာဒီဝဟာအထဲဝင်မှုကိုပြောလိုက်တော့မင်းကလေးတွေဟာဂူအတွေ့နဲ့ကိုဝင်လာကြကလက်ချေလာတဲ့အမွှေးနှံသားတွေကြောင့်ဂူအတွေ့မှွေးကြသွားခဲ့ပါတယ်အသားဖြူပြီးအရွယ်ကောင်ချုံမောလှပတဲ့မင်းကလေးတွေကမှအဖုံးပါတဲ့နှီးပဲကြီးတစ်ချက်ကိုကင်ဆောက်လာတဲ့မင်းကလေးတစ်ယောက်ကညစ်သက်စွာထိုင်နေတဲ့ရတိကြီးရဲ့အရှိမကိုအမူယာရေကြီးပြင်ွာစားနဲ့တုကပ်သွားပြီးအုပ်ထားတဲ့အဖုံးကိုဖွင့်လိုက်တော့ပူပူနွေ့နွေ့အငွေတထောင်ထောင်နဲ့ထမင်းဟင်းတွေကိုတွေးလိုက်ရပါတယ် မဟာဒီဝကစုံခွဲတွေကိုကြည့်လိုက်တဲ့အခါတော်ဟီတိဟိရွက်တွေကိုချက်ပြုတ်ထားကြောင်းတွေ့ရတယ်။မြို့ဒီထောင်နဲ့တွေ့စရာအသီးငယ်တွေတောင်မှပါနေသေးတယ်။စွန်းတောင်းဆောင်မှာအရှင်ရသည့်မပြည့်မစုံကိုချက်ပြုတ်လာရတာမို့ဆိုရင်တော့မကောင်းပါဘူး။ဒကာမလေးတို့စည်စနာထားပြီးလှူတာဆိုရင်ထမင်းတစ်ခုတည်းလှူလဲကိုတူရပါတယ်။ပြန်ကြပါ။ဒကာမလေးတို့အမေဒကာမကြီးကိုလည်းပြောလိုက်ပါ။အသက်တွေလည်းကြီးနေပြီမို့ အကျူတရားရသိမြို့လို့ဘာရသိမှားလိုက်တယ်လို့ပြောပြပါမင်းကလေးသုံးယောက်ကရသိကြီးရဲ့စကားကြောင့်မျက်နှာပြည့်ရသွားခဲ့တယ်ရသိကြီးကိုရှ िख ိုးဥချပြီးပြန်သွားခဲ့လေတယ်ရသိကြီးကတော့တည်ငြိမ်စွာနဲ့ပဲထိုင်နေတယ်သူ့ရှိရာစုံဝဲကိုလက်ဖြားနေတာမထီဘူးမဟာဒေဝကတော့ရသိဘာကြောင့်ငြိမ်နေလဲဆိုတာကိုနားမလည်နိုင်ပဲဖြစ်နေတယ်အတန်ငယ်ကြတဲ့အခါကျမှရသိကြီးကဒကာမဟာဒေဝဒီအစားတောက်တွေကို ီနေရာနဲ့ဝေဝေကိုတောက်ပြစ်လိုက်စမှာတကလည်းရောင်လို့တောင်မစားမိစေနဲ့ဟင်ဘာဖြစ်လို့လဲဘာရသိဘာကြောင့်များမစားပဲလွတ်ပြရမှာလဲတကားကဘယ်နားလဲပါမလဲအုံဆောင်နဲ့ဒီစွန်ပွဲတွေပြက်အောင်လိုက်တကားမဟာဒီဝါကယသိကြီးဘာလို့ချင်လဲဆိုတာကိုနားမလဲပေမဲ့ယသိကြီးခိုင်းတယ်လို့အုံဆောင်နဲ့စွန်ပွဲကိုအောင်လိုက်တယ်ယသိကြီးကအုံဆောင်ပေါ်လက်တည်လို့နှုတ်ကနေခတူးတူးမန်းတဲ့တပုတ်ကိုရွတ်နေပြီးအုံဆောင်ကိုဖွင့်လိုက်လေတယ် ဟာဘလို့ဖြစ်တာလဲမဟာဒေဝတရားကိုပါဇက်အဟောင်းသားဖြစ်သွားရတယ်။အောင်ဆောင်ကိုဖွင့်လိုက်တဲ့အချိန်ငလဲပြတ်လိုက်တဲ့လား။ထမင်းနဲ့ဟင်းပွဲတွေကပြောင်းလဲသွားခဲ့တယ်။သူတွေးလိုက်တဲ့အရာကတော့အစပထမအငွေ့ရောင်ထွက်နေတဲ့ထမင်းကလက်ကောင်တဖွာဖွာနဲ့ရှိနေပြီ။ဟင်းကွက်တွေကလည်းတိရဲ့စိမ့်တွေကိုရိထည့်ထားတဲ့ဟင်းတွေဖြစ်နေတယ်။မဟာဒေဝဟာအာအောချင်းနဲ့အတူတူဒေါသဖြစ်ပြီးဒီဘက်ကိုတဲလို့အပြစ်ထွက်ကာ ဂူနဲ့ခတ်ဝဲဝဲမှာနှီးပန်းကိုပါလှုပ်ပြလိုက်လိမ့်တယ်။ဘာရသိသူတို့ကအောက်လန်းပညာရှင်တွေလား။ဘာကြောင့်ဒီလိုလုံးရတာလဲ။တက္ကမကြီးရဲ့နာမည်ကနန်းရှင်။ယောက်ျားအဆုံးသွားပြီ။သူနဲ့တွေ့ရတာတမိ၃ယောက်ပဲ။နန်းရှင်ကဝန်းတွင်းမှာဆုံးမတယောက်။သူ့ယောက်ျားကတော့ဆုံးသွားပြီ။လူတွေကိုချင့်လဲပြုစား၊မုန်းရင်လည်းပြုစားနေဆိုတော့ဘေးရွာကမှလက်မခံလို့တော်ထဲမှာနေရတာ။အော်ဒီလိုလား။ တမီးတွေကြတော့သူ့မိကြောင့်ရောပြီးဒုက္ခရောက်နေကြရတာပေါ့။တမီးတွေကိုလည်းအပြင်းညာအမွေလက်စီကမ်းထားပြီးပြီ။ယောက်ျားတွေကိုတမီးတွေနဲ့မြှုပ်ဆဲခိုင်းပြီးအဖွာကြီးတက်နေတယ်လို့လည်းပြောနေကြတာပါပဲ။ဒါကြောင့်ဒီသားမီးတွေကိုဒီနေသားတွေလက်နေကြတာ။အဖွာကြီးကအသက်လေးကြီးပြီ။ခုထိမတွင်းနဲ့နေတော့မှလား။ယတိကြီးကဘာမှဆက်မပြောတဲ့အတွက်စကားစားပြတ်သွားတယ်။ယတိကြီးကပြောင်းပြောင်းနိုင်တဲ့ချောင်းကိုသူ့ရဲ့ခေါင်းရိပ်ပတ်မှာထုံးလိုက်ရင်ဖျားရှိခုတယ်။ ဒကာမဟာဒေဝဘာရတဲ့ပြောစရာတခုရှိတယ်ဒကာဝိညာဉ်တွေအတက်ဆိုတာကြားဘူးလားတပည့်တော်ကြားပဲကြားဘူးတယ်အတိအကျကြီးတော့မသိပါဘူးဗျာဝိညာဉ်တွေအတက်ဆိုတာရုပ်ခန္ဓာကိုတဏှာမှာထားပြီးစိတ်ဝိညာဉ်ကိုကိုသွားလို့တဲ့နေရာကိုလှုပ်လိုက်တဲ့ပညာရဲ့မျိုးပဲမိုင်ပေါင်းထောင်ထောင်ချီပြီးသွားနိုင်တယ်ဟိုမှာဖြစ်ပျက်နေတာတွေကိုမြင်တွေ့ရပြီးတယောက်တည်းကအတိအကျပြန်ပြောနိုင်တယ်အတော့ထူးဆန်းတဲ့ပညာရဲ့တွေပဲ လေးချင်းလို့ရလားဘာရဲ့တဲ့ပါရမီနဲ့သူတွေလေးချင်းမူကတော့ခက်လိုက်မယ်လေးချင်းရင်အသက်ဆုံးရှုံးရတာမျိုးလည်းရှိတယ်မလေးချင်းမှနဲ့အခုအရေးကြီးတာပြောမယ်ဘာရဲ့တဲ့ဟာဝိဇာအစည်းဝေးတစ်ခုတက်ဖို့ဝိညာဉ်လွှဲရလိမ့်မယ်ဒီလိုဝိညာဉ်လွှဲနေတဲ့အချိန်မှာဝိညာဉ်နဲ့ခန္ဓာကိုယ်ကြားမှာချိတ်ဆက်ထားတဲ့ပေါင်ကူကြိုးလေးတစ်ချောင်းရှိတယ်ခန္ဓာကိုယ်နေရာယူတာတွေလုံးလို့မရအောင်ပေါင်ကူရဲ့ကြိုးပြတ်သွားနိုင်တယ် နောက်ပြီးစိတ်ဝိညာဉ်လွတ်နေတဲ့ခန္ဓာကိုယ်မကောင်းဆိုးဝါးတွေဝင်ယူသွားနိုင်တော့မို့တကားမဟာဒေဝကိုအဘခန္ဓာကိုယ်ကိုဆောင်ရှောက်ဖို့တာဝန်ပေးခြင်းနဲ့တပည့်တော်ဘာယတိပြောတဲ့စကားကိုအပြစ်ဝနားမလည်ဘူးဆိုပေမဲ့ဘာယတိဝိညာဉ်လွတ်နေတဲ့အချိန်မှာဘီးအနေနဲ့မကြုံရအောင်ဆောင်ရှောက်ဖို့တာဝန်ယူပေးပါမယ်။ယတိကြီးပြောတဲ့ဝိညာဉ်လွင်တဲ့ကိစ္စကိုမဟာဒေဝအပြစ်ဝနားမလဲ။ဝိဇာအစည်းအဝေးကဘယ်နေရာမှာကျင်းပလို့ဘယ်ရက်ကိုသွားမလဲဆိုတာကိုလည်းသူမသိဘူး။ ယတိကြီးသာမြေကျောရှုံးလို့သွားလာနိုင်တယ်ဆိုရင်ဝိညာဉ်လှော့เสียမလိုဘူးလို့တော့တွေးနေမိတယ်။မြေကြီးပေါ်မှာသွားလာရမယ့်ကိစ္စမျိုးမဟုတ်ပဲကောင်းကင်ပေါ်မှာလုံမဲ့အစည်းအဝေးကြောင့်ဝိညာဉ်နှိမ့်ထုတ်ကသွားခြင်းလားလို့လည်းတွေးမိပြန်တယ်။သူတွေးတဲ့မိကုနေကိုယတိကြီးကိုမေးမြန်းကြည့်ခြင်းပေမဲ့ယတိကြီးကသူပြောတင်းတဲ့လားစကားအကန့်အသတ်နဲ့ပြောနေတဲ့သူမို့မင်းလည်းဖြစ်မှမဟုတ်တာမို့မမေးဘဲနေလိုက်တယ်။အခြေတည်ရွေ့ကုန်ဆုံးပြီးညရောက်လာခဲ့ပြီ။ယတိကြီးက လက်ကူအောက်ဖက်တဲ့နေရာကိုသွားပြီးတော့မဟာဒီဝကိုခေါ်လိုက်တယ်။ဒီကြောက်ပြားကိုဘင်းကိုရွှေ့လိုက်ပါတကား။ယတိကြီးရဲ့စကားကြောင့်မဟာဒီဝကဂူနီယံကိုတေချာကြည့်လိုက်တော့ကြောက်ပြားတကူကတိတက်လွတ်နေကြောင်းတွေ့ရတယ်။မဟာဒီဝလည်းအာသုံးလို့ကြောက်ပြားကိုဘေးစီရွှေ့လိုက်တဲ့အခါလူတယောက်ခောက်ကုန်းဝရမယ့်အပေါက်တကူနေရာမှာရှိနေကြောင်းတွေ့ရတယ်။ယတိကြီးကပြပြောင်းလိုက်တဲ့တိုင်ကိုမိထုံးလို့အတွင်းတို့ကိုဝင်သွားတော့မဟာဒီဝလည်းအတွေးစီကိုလှောင်ဝင်ခဲ့လေတယ်။ အထင်းမှာလူတယောက်နေသားရောအခန်းချင်းလေးတစ်ခုရှိတယ်။အရှင်ပြားဒီနေရာကနေဝင်းညုံလွင့်မှာလားဗျ။မှန်တယ်တကားရတဲ့ရင်ဝင်ပြီးသွားရင်ကြောက်ပြားနဲ့အပေါက်ကိုပေးလိုက်။ဘယ်လိုအကြောင်းနဲ့မှမဖွင့်ပါနဲ့။မိုးလင်းမှပဲကြောက်ပြားကိုဖွင့်ပါ။စိတ်ချပါဗျရတဲ့။တပည့်တော်တေချာဆုံးချက်ပေးပါမယ်။လုံးလွေတဲ့အလုပ်ကိုနောက်ဆက်မတင်းမဲ့လုပ်ပါ။မဟာဒီဝဟာရတဲ့ကြီးဝင်းညုံလွင့်မဲ့အခန်းတွင်နေရဖုံဖုံကြောက်စိတ်ခဲတွေကိုလှဲခြင်းကား အခန်းထောက်မှာစုပုံလိုက်လိမ့်တယ်။ရတိကြီးခန္ဓာဒေဝကအခန်းတွင်သူ့လွယ်အိတ်ကိုယူလို့ဝင်သွားတဲ့အချိန်မဟာဒေဝကကြောက်ပြားကြီးကိုပိတ်လိုက်ပါတော့တယ်။မဟာဒေဝကမိဖို့ကိုမိထဲလို့ဖျားရှုကိုကြောလိုက်တယ်။ရတိကြီးကိုစောက်မှုတာဝန်ရှိနေတာကြောင့်တရားထိုင်ပရိစိတ်ချင်းတွေကိုခဏနားလိုက်တယ်။အပြေဘက်မှာမူးမြွာပဲရာသူဥရုပြဲ့လဲကြည်လင်လို့ခြေတွေနဲ့တချမ်းပဲလာကလေးကိုတောင်မှတွေ့နေရပြီဖြစ်ကြောင်းဂုဝကထွက်ကြည့်တဲ့မဟာဒေဝမြင်တွေ့နေရတယ်။ လင်းကြီးခန့်ရဲ့ဂူရဲ့အပြစ်ပတ်မှာလမ်းလျှောက်နေတဲ့အချိန်အဝင်းစီကမင်းအောင်တို့ကိုမြေတွေ့လိုက်ရပြီးတော့သူရှိရာနေရာစီဥတီလာနေတာကြောင့်သတိအနေထားနဲ့စောင့်နေလိုက်တယ်။မင်းအောင်ဒီကက်လာတဲ့အခါမင်းကလေးတယောက်မင်းရဲ့တလုံးကန်လို့ရလာကြောင်းတွေ့ရတယ်။ဒေါ်နဲ့ရှင်သမီး၃ယောက်တည်းကမှတယောက်ဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်အံ့ဩမှုနဲ့အတူတူမင်းကထမင်းလာပိုးတဲ့ကိစ္စကိုတွေးပြီးဒေါသလည်းဖြစ်သွားခဲ့တယ်။မင်းဘာဒုက္ခတွေထပ်ပေးဖို့ရောက်လာတာလဲ။ လာရလမ်းအတိုင်းပြန်တော့ကောင်းမယ်နော်ဒီထက်ပိုပြီးငါထက်မပြောချင်ဘူးဖိုးသူတော်ယသိကြီးနဲ့တွေ့ပြစေမနက်ကကိစ္စကိုလည်းတောင်းပန်ပါတယ်အမင်းနဲ့အမတို့ဆန္ဒမသက်သာလို့သာလုပ်ခဲ့ရတာပါအခုလေသူတော်နဲ့ယသိကြီးကိုဒုက္ခပေးဖို့ကြက်စီနေတာကိုလာပြောပြရင်အမင်းတို့ခုလောက်ဆိုရင်ကျမထွက်သွားတာကိုသိလောက်ပြီကျမမပြန်ရတော့ဘူးဖိုးသူတော်ကျမကိုကဲပါအောင်အာမဖြစ်ဘူးယသိကြီးလည်းမရှိဘူး ငါတယောက်ပဲရှိတယ်မင်းပြန်တော့ပြန်လို့မဖြစ်လို့ပါကျမပြည့်ကျမအပြစ်ပေးကြလိမ့်မယ်တက်ဆာဖောက်တယ်ဆိုပြီးဝိုင်းနေဆက်ကြမှာမသိဘူးဟာနင်းဟာနေသွားကြည့်ရပါငါတော့ခေါမထားနိုင်ဘူးငါဒီဝါကစကားအပြက်ပြောလို့ကိုအထွေးနဲ့ဝင်ပြီးမြို့ဘုံဘေးမှာထိုင်လို့မြေလုံးနေလိုက်တယ်ဒေါ်နဲ့ရှင်ရဲ့သမီးကလှန်ကူအဝတ်မှာရက်လို့ညစ်သက်စွာနဲ့ရှိနေတယ်ရာသီဥရုကအေးစိမ့်လာတယ်လို့အဝေးစီက တောကောင်ကြားတကောင်ဟင်းအောက်တန်ကိုလည်းကြားလိုက်ရတယ်။မင်းကလေးကိုလှမ်းကြည့်လိုက်တော့တခြားနေရာမှာသွားပဲဂူဝတ်မှာရင်းနေစေ။မဟာဒေဝဟာရန်သူပဲဖြစ်စီကမို့မင်းကလေးတယောက်ကိုယခုလိုပြစ်ထားခြင်းကသူ့လိုဖြစ်နေမလားလို့တွေးနေမိတယ်။နောက်တစ်ခုကမင်းကလေးကသူ့အမိနဲ့အမတွေသူ့ကိုဒုက္ခပေးမှကိုလာပြီးတရိပ်ပေးတာကြောင့်မပြတ်ဝန်းတော်တယ်ဆိုတာကလည်းသူ့မှာအပြစ်ရှိတယ်လို့ခံစားနေရတယ်။ဟေ့ဒီတညလုံးအဲ့ဒီမှာရင်းနေတော့မလို့လား။ အထက်ဝင်လာခဲ့ကြည်ကျေးဇူးတင်ပါတယ်သူတော်မင်းကလေးကမဟာဒီဝခင်ပြချက်ရတာနဲ့အတွင်းစီမဝင့်မရဲဝင်လာပြီမဟာဒီဝနဲ့မျက်နှာချင်းဆိုင်မိဘုံတစ်ဖက်မှာဝေးထိုင်ရင်ကျေးဇူးတင်စကားပြောလာတယ်နေမရငါနဲ့ရန်ညူးရန်စားလည်းမရှိပဲဘာလို့များအညှို့ထဒုက္ခပေးချင်နေရတာလဲအမေကလူတိုင်းကိုမုန်းနေတာသူ့စိတ်ထဲမှာအာဃာတတွေနဲ့ပြည့်နေတယ်လူတွေကသူ့ကိုရက်ဆက်ထားတာမို့ သူလည်းပြန်ပြီးရက်ဆက်ရမယ်လို့ပြောပါတယ်။ကျမကဒေါ်နက်ရှင်တမင်းငယ်ဆုံးနားကိူတယ်ပါဖူးသူတော်။မင်းကမင်းမြင်တဲ့အမတို့ရဲ့လောက်ရက်ကို တားဆီးချင်လို့လာပြီးတရိပ်ပေးတာပေါ့။ချီးစူးပါပဲ။ဒါမဲ့မင်းမြင်ငါတို့ကိုထိခါလုံးလို့မရဘူး။ဖို့သူတော်ကအမေကိုရှင်းနိုင်မယ်လို့အလွယ်တကူတွေးထားတာလားမလွယ်ဘူးတော့ဖို့သူတော်ညနေနေပြီရော့ဒါကိုခေါင်းအုံးပြီးတော့အိတ်လိုက် ဘာမှစွန့်ရင်စိတ်မထားပဲစိတ်ချလက်ချတာအဲ့မဟာဒီဝကသူ့ဝိဖြူတို့ကိုမင်းကလေးခေါင်းအိပ်ဖို့ပေးလိုက်တယ်မင်းကလေးကကျေးဇူးတင်စကားပြောရင်းပြုံးလိုက်တော့မဟာဒီဝတယောက်မင်းကလေးရဲ့အပြုံးကြောင့်စိတ်အတွေဘဝင်မချဖြစ်သွားခဲ့တယ်အစပထမရုပ်တငယ်ပမာရှိနေတဲ့မင်းကလေးကကောက်ကျစ်ဆင်းလဲတဲ့မြေခွေးတစ်ကောင်ရဲ့အပြုံးမျိုးပြုံးလိုက်တယ်လို့မဟာဒီဝရဲ့စိတ်အတွေထင်လိုက်မိတယ်ဟေ့ဘာလုပ်တာလဲငါ့ဝက်ကိုဘာလို့ဓာတ်နဲ့လှိမ့်လိုက်တာလဲ ိတ်မင်းကလေးဟာခါကြကဝှက်ယူလာတဲ့ဓမြောင်တလက်ကို ထုတ်လို့မဟာဒေဝဝစ်တဲ့အဝိပြုအစတဆောက်လှိလိုက်တော့မဟာဒေဝတားမြင့်နေတဲ့ချိန်ထမိန်ဆမှာလိတ်လာတဲ့အထုပ်ငတထုပ်ကိုမိဘုံတွေပြစ်ချလိုက်တဲ့အခါရှေးကနေမြည်တန်တဲ့သူအစိမ်းအောင်မိတော်ကြီးတခုအပေါ်ထွက်တက်သွားပြီး အခုငွေတွေထွက်လာခဲ့ပါတယ်ဆေးရှိရှင်အနားရှိတဲ့မြို့ကုန်းငွေတွေကိုရှူရှာလိုက်ရတဲ့မဟာဒေဝတယောက်ဂူအပြေပြစ်ထွက်သွားတဲ့မင်းကလေးနောက်ကိုပြေးလိုက်ဖို့လုံနေတဲ့အချိန် ခေါင်းကမက်ဂနက်ဖြစ်လို့မြင်းငွင်းကဝူတိုဝါတာနှစ်ထပ်ဖြစ်ကုန်တယ်။မီးဘုတ်အတွေ့ပြစ်ထက်လိုက်တဲ့အမုတ်တွေကထွက်လာတဲ့မြူးကို ရှူလိုက်ရတာကြောင့်အခုလိုဖြစ်သွားနိုင်ကြောင်းမဟာဒီဝတွေးလိုက်မိပါတယ်။အပြင်ဘက်စီရေထိုးစွာထွက်လာပြီးမင်းကလေးကိုလိုက်ကြည့်လိုက်တော့သူ့မြင်းငွင်းတွေကရေဝဲစွာနဲ့နှစ်ထပ်ဖြစ်နေတယ်။ဖိုးသူတော်နင်းဆရာရဲ့တိဘယ်ဟိုသွားလဲ။ငါ့ကိုပြောစမ်း။အမှန်တမ်းပြောရင်အသက်ချမ်းသာခွေပြီမယ်အဖွားကြီးတယောက်ရဲ့အတန်းကိုကြားလိုက်ရတော့ မဟာဒေဝအတန်လာရကိုကြိလိုက်တဲ့အခါမှာဒေါ်နန်းရှင်နဲ့သမီးသုံးယောက်ကိုဝိုးတော်ကတွေ့လိုက်ရတယ်။ငါတယောက်တည်းတွေ့မှာတော့ငါတယောက်တည်းရှိလို့ပေါ့ဖွားကြီးက။ဘာရဲ့တိဘဲသွားလဲတိနော်။ခမားလို့ပြောဖို့စိတ်ကူမရှိဘူး။တဲဒီသူတော့ခေါင်းကျော်တိတ်မာတာပဲ။နေဘဲလာခေါင်းကျော်မာနိုင်မလဲကြိကြသေးတာပေါ့။အဖွားကြီးဒေါ်နန်းရှင်ဟာလူပုံစံပြုတ်လုပ်ထားတဲ့မျက်ချောက်အယုတ်လေးကိုတပီတယောက်စီကယူလိုက်ပြီး မဟာဒေဝစီကအဝိဖြူဖြစ်ဥလာတဲ့တပီးစီကနေအဝိဆောက်ကိုတောက်လို့ညချောက်ရုပ်ကလေးမှာပတ်လိုက်လိတယ်။သူ့လက်ဖွာကိုဓာနဲ့ဆွဲလိုက်တော့လက်ဖွာကွဲလို့သွေးတွေကျလာပြီးအယုတ်ပေါ်သွေးဆက်တွေကျစီကအယုတ်ကိုလက်နှစ်ဖက်နဲ့ကင်မျက်လုံးမေးလို့ပါဇက်တလုံးလုံးနဲ့ဆုံးကတာရွတ်ဖက်နေတယ်။ပြီးတဲ့နောက်မှာတော့ဓာနဲ့ညချောက်ရုပ်ရဲ့ဝမ်းပိုက်နေရာကိုထိုးဆက်လိုက်လိတယ်။မဟာဒေဝတရားဝမ်းပိုက်ကစူးအောင်တဲ့နာကျင်မှုကြောင့်ဝမ်းပိုက်ကိုလက်နှစ်ဖက်နဲ့ဖိပြီးခွေချသွားခဲ့တယ်။ ဒေါ်နရှင်ကအယုတ်ကိုနောက်ထပ်ဓာတ်နဲ့တစ်ချက်ထိုးလိုက်တော့အသေးခမတဲ့နာကျင်မှုကြောင့်အွန်လိုင်းမပြန်နဲ့ဒေါ်နရှင်နဲ့တမီ၃ယောက်ရဲ့ရည်တံကိုကြားတဲ့အခါနာကျင်မှုကြောင့်ဒေါသစိတ်တွေဖြစ်လာမိတယ်ရညိုးရံစားမရှိတဲ့လူတယောက်ကိုဒီမြနှိမ့်ဆက်ရလေသလားဆိုတဲ့စိတ်ကံစားချက်ကြောင့်ဒေါသအထုတ်ထိတ်ရောက်သွားတဲ့အချိန်ပုံကွယ်နေတဲ့နှစ်ဆူအားယုံထလာပြီးမဟာဒေဝရဲ့စိတ်ကိုဝါမျိုလိုက်ပါတော့တယ်မဟာဒေဝမျက်လုံးနဲ့အနီအောင်ပြောင်းလဲသွားပြီး လူကလည်းတောက်နှောက်ကြီးမတည့်ရက်လာတယ်။ဟင်ဒီကောင်ဘာမှမဖြစ်ပါလား။ကဲ့ဟာဒေါ်နေရှင်ကအေးစေးမတည့်ရက်နေတဲ့မဟာဒီဝကိုကြည့်ပြီးအရုပ်ကိုဓာတ်နဲ့ထောက်ချဲပေါက်ထိုးလိုက်တော့မဟာဒီဝနားကျစွာအော်ရင်ဘိုက်ကိုလဝနေပြီကခါကုန်းသွားတော့ကိုတားမိတွေကျင်းနေစွာကြည့်နေတဲ့အချိန်မှာပဲမဟာဒီဝစီရနဲ့ရည်တံထွက်ပေါ်လာပြီးခါပြံမက်ကသူတို့ကိုကြည့်အာပတရရည်လီတော့ဒေါ်နေရှင်နဲ့တမီးတွေထိနောက်သွားခဲ့တယ် ဒီအယောက်ဝင်းကြီးကတုတ်ပေါ်တက်ရောက်မှုမရှိပါလားအငယ်မနေရလာတာတုတ်တော်အဝတ်ကိုဟုတ်ရဲ့လားမားစရာမရှိဘူးအမေသူတယောက်တည်းရှိတာတုတ်ပဲတေးကြတယ်ဒါဆိုဘာလို့တုတ်ပေါ်ငါလောက်တာထိရောက်မှုမရှိရတာလဲအဖွာကြီးခမည်းမတောက်တစ်ခေါက်ပညာလေးနဲ့များကြက်ကိုစမ်းကျင်သေးတယ်ကြောက်နေတဲ့ခန္ဓာကိုထိခိုက်နာကျင်အောင်လှုပ်ထားတာမို့ခမည်းတို့သားမိဒီနေ့နောက်တော့ပြင်နာကြပြီတော့ကဲ့ဟာဟင်နင်း ဘာလို့လဲဒေါ်နေရှင်ကသူ့လက်ကတောင်ဝေးကိုမဟာဒီဝစီကိုပြစ်လွတ်လိုက်တော့ဝါတောင်ဝေးဟာလေထဲမှာငွေတကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။မပြင်းကြီးထားလို့ကြောက်လန့်စရာတောင်ဝေးတကောင်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။မဟာဒီဝဟာတည်ငိမ့်စွာရက်ရင်ငွေရဲ့လည်းပဲအနည်းအားဖဲ့ဝင်လိုက်တော့ငွေကြီးကဒေါသတကြီးပေါက်ဖို့ကြိုးစားတဲ့အခါမှာမဟာဒီဝကငွေနဲ့မျက်လုံးချင်းစိုက်ကြည့်ပြီးငွေကြီးဟာတဖြည်းဖြည်းမန်းလျှော့သွားကမဟာဒီဝကငွေကိုလက်ဖက်မှာရစ်ခွေပတ်ထားလိုက်လေတယ်။ ဒီမြင်ငွေကိုကြည့်ပြီးတော့ဒေါ်နတ်ရှင်နဲ့တမျိုးတွေပါဇက်အဟောင်းသာဖြစ်နေကြတယ်။တက်မွေကိုလက်ပြင်းမှာရစ်ပက်ပြီးရစ်ဆက်တဲ့အပြုံးနဲ့ရှိနေတဲ့မဟာဒီဝောက်ကိုကြည့်။ကြောက်လန့်စိတ်တွေလည်းဝင်လာခဲ့တယ်။နေဘသူလဲ။နေပညာအဆောင်ငါဘာလို့ခက်မှန်လို့မရတာလဲ။ဝရစိတ်အားလုံးကနဆိုးလို့ခေါ်ကြတဲ့ဝရစိတ်ကကြောက်ပဲ။နေဟာနေဘာကောင်ဖြစ်ဖြစ်နေအောင်အတိတ်တက်ရမှကျင့်နေတော့မယ်။အားလုံးပုံစံပြောင်းမယ်။ အစိမ်းအောင်မြေကိုလုံးကြီးတွေတုံုံမြူလို့ပောက်ကွဲသွားခြင်းနဲ့အတူအနည်းအားအလုံးကြီးလေးလုံးကောင်းငင်ပေါ်ပြန်တက်သွားကြပြီးမဟာဒီဝကိုဝိုင်းကလေဝကနေထိုးဆင်းလာတော့ကြီးမားတဲ့လက်ထငတ်ကြီးတွေကိုတွေ့လိုက်ရပါတယ်လက်ထငတ်ကြီးတွေကမဟာဒီဝရှိရာစီကိုထိုးဆင်းလာတော့မဟာဒီဝလည်းသူ့လက်ဘေးမှာရစ်ပတ်ထားတဲ့မွေးကိုဖြုတ်ပြီးပြစ်လွတ်လိုက်တဲ့အခါလက်ထငတ်တကောင်ရဲ့ရင်မက်ကိုထိလို့မွေးကလက်ထကြီးကိုပေါက်ချလိုက်တဲ့အခါလက်ထငတ်ကြီးတွေကတောင်းပန်မခတ်နိုင်တော့ပဲ ဘိုင်းကနေပြုတ်ကျလို့အသက်ပြောက်သွားခဲ့ပါတယ်။တဘာဝမဟုတ်ပဲဖတ်တီထားတဲ့တိုက်ဝင်အစိတ်ကအလွန်ပြင်းထန်လာတာကြောင့်လဒါငှက်ကြီးတည်ဆုံသွားခဲ့တယ်။ကျန်တဲ့လဒါငှက်ကြီးတွေကစူညံစွာအဟိယမဟာဒီဝကိုဗဇက်အတွင်းနီးယဆုံမိတောက်တွေနဲ့တိုက်ခိုက်ကြတော့မဟာဒီဝကလည်းမြေကြီးကိုခြေဆောက်ခုန်လိုက်တဲ့အခါအပေါ်စီဆယ်တောင်ခန့်မြောက်တက်သွားပြီးအနည်းကလဒါငှက်တကောင်ကိုလက်သီးနဲ့ထိုးလို့ခြေထောက်ကိုကင်ဆွဲလိုက်တဲ့အခါလူတယောက်ရဲ့အလေးကိုမတည်နိုင်တဲ့လဒါငှက်ကြီးက မဟာဒီဝနဲ့အတူတူအောက်ကိုပါလာပြီးနှုတ်သီးနဲ့စိတ်အတောင်နဲ့ရိုက်ဖို့ကြိုးစားလေတော့မဟာဒီဝရဲ့အာပါပြည့်ထန်လာတဲ့လက်သီးချက်ကရမက်ကိုထီလို့ဆယ်တောင်ခန့်လွန့်သွားပြီးအပေတပင်ကိုထိကာရက်တံသွားခဲ့တယ်။ပြန်လို့ထမလာနိုင်တော့ဘူး။နောက်နှစ်ကောင်ကတော့မဟာဒီဝကိုဘဲညာပိုင်းလို့ခြေသေးတွေနဲ့ကုတ်ဆဲဖို့ကြိုးစားလေတော့မဟာဒီဝလည်းလှိမ့်မြစွာနဲ့အရေးလာရှောင်းတိတ်မိနေရွှေ့လိုက်တယ်။မဟာဒီဝရောက်နေတဲ့နေရာစီကိုလက်ထောင်းငယ်နှစ်ကောင်က အညိုတကြီးလက်ပြီးတတ်ခတ်လို့တော့မဟာဒေဝဟာအရေးပမာပျောက်ခဲ့သွားတဲ့အတွက်ရထားငှက်တွေမောပန်းပြီးဒေါသဖြစ်လာတယ်။မဟာဒေဝလည်းအနည်းအားသစ်တော်အတွင်းဝင်သွားတော့ရထားငှက်နှကောင်ကသစ်တော်အတွင်းထဲကိုလှမ်းဝင်လာခဲ့တယ်။တိပိတပိရဲ့ထိပ်ဖြားမှာပုံအောင်နေတဲ့မဟာဒေဝဟာသူ့အောင်နာရထားငှက်တကောင်ရောက်လာတဲ့အခါမှာကြောပေါ်ခုန်ချလို့အရှိန်နဲ့အောက်ကိုပြုတ်ချနေတဲ့အချိန်ကြောကုန်းကိုလက်သီးနဲ့ထိုးချလိုက်တော့အောက်ကိုရောက်တဲ့အချိန်မှာရထားငှက်ကြီးကတောင်မှတစ်ဖြက်ဖြက်ခတ်လို့ပြတ်တမ်းမရပဲ။ နာကျင်စွာနဲ့အဟိနေပါတော့တယ်။မဟာဒေဝဟာတစ်တော့ပြေမြုပ်ွက်လက်စီကိုပြေထွက်၏။ငွေကြိုက်ခံထားရတဲ့လက်ထောင်ကိုကြည့်လိုက်တဲ့အခါတူဝေကိုဓာတ်နဲ့ဖြည့်ဥသွားတဲ့ကောင်မလေးဖြစ်ကြောင်းတွေ့ရပြီ။တစ်ပြေအနိလဲနေတဲ့သူကတော့ဒေါ်နက်ရှင်ရဲ့သမီးတယောက်ဖြစ်နေတယ်။တစ်တော့အတွေ့ထိုးကြိတ်ခဲ့တာကလည်းဒေါ်နက်ရှင်သမီးပဲဖြစ်ရမယ်လို့တွေးလိုက်တယ်။နောက်ဆုံးကြင်နေခဲ့တဲ့လက်ထောင်ကကြည့်ရတော့ဒေါ်နက်ရှင်ကလွယ်လို့ကြင်တဲ့လူတွေမဖြစ်နိုင်။လက်ထောင်ကကြည့်ရ မဟာဒေဝအရှိမြူကွက်လက်မှာဆင်းပြီးလူပုံစံပြောင်းသွားတဲ့အခါဒေါ်နှက်ရှင်ဖြစ်ကြောင်းတွေ့ရတယ်။ညကြောင့်ငါသမီးလေးတွေတည်တဲ့သူအသည်ထိခိုက်တရာရတဲ့သူကရတယ်ဖြစ်ကုန်ပြီ။ညအစောငါမရှိနိုင်ပါဘူး။ငါတို့ကိုပွားခွင့်ပေးပါ။ကြောက်ပြောသားပဲ။ခမည်းကပြညာကုန်မောင်းနေတာကိုခမည်းသမီးတွေတည်ရတာခမည်းကြောက်မယ်။ခမည်းသာကြောက်ကိုရံမဆိုင်ခုလိုတွေဖြစ်လာမှာမဟုတ်ဘူးသူတို့။ ဒီကိစ္စဒီမှာမပြီးပဲခမရဘာတွေထက်ဆက်ချင်နေရလဲငါတို့စုံနေရှိတဲ့နေရာကိုရောက်တိုင်းနေတက်ခတ်ခံရလိုက်မယ်နေဘလောက်ပဲတော်နေပါစေနေဒရစ်တချက်လှဟင်းနိုင်နဲ့နေတည်ရလိုက်မယ်သူတော်ကြောက်မကြောက်ဘူးကြောက်ဘွားမှာအကြောက်တရားဆိုတာလည်းမရှိဘူးနောက်ပြီးခမရစုံနေကိုတခုတတိပေးလိုက်ဒီခန္ဓာကိုထိခါအောင်လုပ်ရင်ခမရလိုဘွားမျိုးရောက်ရမယ်ဆိုတာထည့်ပြောလိုက်ပါအောင်ဒေါ်နေရှင်နဲ့မဟာဒေဝစကားပြောနေတဲ့ချိန်ဒေယံရနေတဲ့တပည့်နှစ်ယောက်က မြမဖြစ်သူကိုဖတ်လို့ငိုနေကြတယ်။ဒေါ်နဲ့ရှင်ကဖြစ်နိုင်ရင်မဟာဒီဝကိုအမှုတ်ကြစ်ပြစ်ချင်နေရဆိုပေမဲ့မဟာဒီဝကိုရှင်းလို့မြမန်တိတဲ့အတွက်ညင်နေလိုက်တယ်။တင်းဆုံးသွားတဲ့တမီးဖြစ်သူရဲ့အလောင်းကိုတည်လို့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတော့တယ်။မဟာဒီဝကထွက်ခွာသွားတဲ့ဒေါ်နဲ့ရှင်နဲ့တမီးတွေကိုချိန်နေတယ်။စောမတယောက်ကိုတတ်လိုက်ပေမဲ့လေသူ့စိတ်တွေခံစားချက်မရှိ။တာမန်ထမင်းစားရေတောက်ကိစ္စလို့သာစိတ်သဘောထားရှိနေတယ်။ ောက်လိုက်ကိုတွေးပြလာပြီးတဲ့အခါမှာတော့မင်းကြီးနေတဲ့မြို့ကိုထိထက်ပြီးမြို့ဘေးမှာအိတ်ဆက်လိုက်ပါတော့တယ်။နောက်တနေ့မနက်မဟာဒေဝအဲ့ရနိုးလာတဲ့အခါညကကြုံရတဲ့အဖြစ်ပြက်တွေကိုအိမ်မက်လိုလိုစိတ်တွေခံစားနေရတယ်။ပိတ်ထားတဲ့အကြောင်ပြောက်ကိုဖွင့်လိုက်တော့ယသိကြီးဗတိစိတ်နေကြောင်တွေ့ရတာကြောင့်စောင့်နေလိုက်တယ်။ယသိကြီးကအတဲကြတဲ့အခါမှလန်ကူအခန်းတင်းရနေထွက်လာခဲ့တယ်။ဘာယသိညာကိစ္စအစီပြေလားဖျား မနက်၄နာရီလောက်ပြင်ရောက်ပါတယ်။ဘာရဲ့သေးတို့တကအเจ้าအများကြီးဆွေးနေကြတယ်။ဘသူအမတိကျတဲ့အဖြစ်မထုတ်နိုင်ကြဘူး။နဆို့အနာယူဖို့တကကြီးကိုယ်တိုင်ပဲစူးစမ်းရလိမ့်မယ်။မှန်ပါဗျာ။ညာဆုံးမကြီးဒေါ်နေရှင်နဲ့တမီးတွေလည်းတေလားရှင်လားတော့မသိဘူး။အိမ်မက်လို့ဝိုးတော့ပဲ။သူ့တမီးတရားဆင်းမှုတမျိုးမြို့ပုံနဲ့ပြစ်ထက်လိုက်တာ။လူကတရင်လက်တလို့ဖြစ်သွားတယ်။အဲ့နောက်ပိုင်းဘာကူမှမမှတ်မိတော့ဘူး။ တခါကြီးကစုံနေရဲ့ရန်သူဖြစ်သွားပြီ။စိုးရှိတဲ့နေရာတွေရောက်ရင်တက်ခတ်ခံရမှာသိကြတယ်။ဒါလိထားပြီးနေရတော့မယ်။သူတို့ကဆက်လာတော့လေ။နဆိုးကပြန်တက်လိုက်တာထင်ပါတယ်။မတက်နိုင်တော့ဘာရသိဖြစ်လာသမျှရင်ဆိုင်ုံပဲပေါ့။ရသိကြီးကမဟာဒီဝါကိုမပြောသေးနဲ့ပြဓာပြောင်တွေပြေးပြေးစားတော့ခိုင်းတယ်လို့သူလည်းစားတော့လို့ဖလန်ကူကနေထွက်ကခရီးဆက်ခဲ့ကြလိမ့်တယ်။မဟာဒီဝါကတော့နောက်ထပ်ဘယ်နေရာမှာအတိတ်ထံဝင်ပြီး ဘလို့အနှောက်အယှက်ကြုံရအောင်မလဲဆိုတာမသိဖြစ်လာသည်။အရင်ဆိုင်ဖို့သာဆုံးဖြတ်ထားသလိုနဆိုးကိုလည်းအတက်နိုင်ဆုံးသူ့စိတ်ကိုမှလွှမ်းမိုးစေဖို့စူးစမ်းရမယ်လို့ဆုံးဖြတ်ထားလိုက်တယ်။ပရိသတ်များရှေ့မဟာဒေဝနဲ့ဆုံးမမိသားစုဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အာပိခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလိုစာရည်သူမြို့ကိုလင်ကောင်လည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစေထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။